အဋ္ဌိတဆိုတဲ့အတိဘယ်ကဘန်းနေပဲနော်လောင်းနေတယ်မိတွေလောင်းနေတယ်မိတတိပြုမြတ်စွာဘုရားဟောလို့ရင်ကမိတွေလောင်းနေတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီအသည့်တွေကိုဘာဖြစ်လို့မိနဲ့ပတ်သက်ပြီးတော့ဟောရတယ်လဲလို့ဆိုရင်သူတို့ကအမြဲတမ်းမိပူဇော်နေတာ မိကိုရှစ်ခိုးပြီးတော့မိကိုအထင်တကြီးရှစ်ခိုးနေတာအဲ့ဒါကိုကြည့်ပြီးမြတ်စွာဘုရားကမင်းတို့ကအပြင်ကမိကိုရှစ်ခိုးနေတာမင်းတို့တဏ္ဍာမှာအတွင်းမိတွေလောင်းနေတယ်ဒါကိုလည်းတတိထားကြအောင်ပေါ့အပြင်ကမိကိုရှစ်ခိုးနေတာဟာဘာမှအကျိုးကျေးဇူးဖြစ်လာမှာမဟုတ်ဘူးအတွင်းကမိလောင်းနေတာကိုတတိထားကြလို့မိတရားအနေနဲ့ဟောလိုက်တာနော်မှန်ပါ ေးမြတ်စွာဘုရားကစာချီလိုက်တဲ့စကားလုံးကဘာတော့ဆိုရင်သဗ္ဗံဘိက္ခွေ အာဒိတံအားလုံးဟာမိတွေလောင်းနေတယ်အပြင်ကထင်းထင်းနေလောင်တာတော့တယ်မင်းတို့မကြည့်နဲ့အားလုံးဒုသန္တမှာမိတွေလောင်းနေတယ်မင်းတို့တန္တမှာရှိနေတဲ့ယုတ်တရားနန္တရားတွေအားလုံးဟာလောင်းနေတယ် ဘာတွေနဲ့လောင်တာတုံးဆိုရင်ရာဂမီးနဲ့လောင်တယ်ဒေါသမီးနဲ့လောင်တယ်မောဟမီးနဲ့လောင်တယ်ဇာတိဇရာဗျာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့မီးတွေနဲ့လောင်တယ်ပေါ့အဲ့ဒါတွေလောင်နေတယ်ဆိုတာကိုမြတ်စွာဘုရားက ဥပမာပေးပြီးတော့ဟောတာမီးနဲ့ဥပမာပေးဟောတာတကယ်လဲဥပမာဆိုတာတူလဲတကယ်တူတယ်ပေါ့ အဲမြတ်စွာဘုရားဟောတဲ့အခါမှာမိတွေလောင်နေဆိုတာစဉ်းစားကြည့်ဒါကဘုန်းကြီးတို့တွေရဲ့တန်နာမှာဘာရိစဖြစ်နေတယ်လဲကိုယ့်ကို ပြန်ပြီးတော့အာယုံဆိုင်ကြည့်မျက်စိလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံတွေမမြင်ရဘူးလားမြင်ပါဘူးခင်ဗျာမြင်ပြီးတဲ့အခါမှာမြင်သိစိတ်တွေမဖြစ်ဘူးလားဖြစ်ပါ အေးမြင်သိစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုရမသွားဘူးလားအေးမျက်စိရဲ့အဆင်းအာယုံရဲ့ထိုမျက်စိနဲ့အဆင်းအာယုံနှစ်ခုတိုက်လို့ပေါ်လာတဲ့မြင်သိစိတ်ရဲ့ထိုမြင်သိစိတ်ကနေပြီးတော့အာယုံနဲ့ဆက်သွယ်ပေးလိုက်တဲ့မြင်သိစိတ်ပေါ်မှာဖြစ်ပေါ်လာတဲ့ဖတ်တာဆိုတဲ့သဘာဝတရားရဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့အခါကျတော့ အာယုံပေါ်မှာ အတွေ့အကြုံရသွားတာ ကောင်းရင်ချမ်းသာတယ်ဆိုတဲ့အတွေ့အကြုံမကောင်းဘူးဆိုရင် မကောင်းတဲ့အတွေ့အကြုံကောင်းမကောင်းနှစ်ခုမဟုတ်ဘူးဆိုရင်ကောင်းမကောင်းနှစ်ခုမဟုတ်တဲ့အတွေ့အကြုံကောင်းတာကိုဒုက္ခမကောင်းတာကိုဒုက္ခကောင်းမကောင်းနှစ်ခုရောနေတာကို ကောင်းတာလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူးလို့မထင်ရှားတာကိုအတုခမဒုက္ခလို့ခေါ်တယ်စိတ်ရဲ့ခံစားချက်ဟာသုံးမျိုးလာတယ်နော် အဲ့ဒါလို့မျက်စိလေးဖွင့်လိုက်တာနဲ့တပြိုင်နက်မိတွေလောင်းတယ်ဆိုတာဘယ်လိုလောင်းတာလဲစဉ်းစားကြည့်ဘုန်းကြီးတို့တဏ္ဍမှာရှိနေတဲ့မျက်လုံးလေးပဲကြည်ပါစက္ခုပတာရဆိုတဲ့မျက်လုံးလေးဟာမိတွေလောင်းနေတယ်ဘာမိလောင်းလဲဆိုလို့ရှိရင်ဒီမိကပူတာမဟုတ်ဘူးမပူဘဲနဲ့လောင်းနေတာဘာလောင်းလဲလို့ဆိုရင်ကြည့်မျက်စိလေးဟာတဖြည်းဖြည်းရင့်လျော်လာတဲ့ သဘောစရာသဘောမရှိဘူးလားရှိပါတယ်ခင်ဗျာအေးတဖြည်းဖြည်းမှုံးလာတာအဲ့ဒါမီးလောင်နေတာပဲမှန်ပါမျက်စိလေးဟာတဖြည်းဖြည်းမှုံ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 းလာတယ်ယောဂဝေဒနာရလာတယ်တဖြည်းဖြည်းမှုံးလာလို့ရင့်ရော်လာတယ်ဆိုလို့ရှင်စရာမီးလောင်တာနော်မျက်စိယောဂရလာလို့ရှင်လို့ရှင်ဗျာဒီမီးလောင်တာပဲမှန်ပါနောက်ဆုံးတည်သွားတဲ့အခါတငယ်အိမ်ပြက်ပြီးတော့ဘာမှမမြင်ရတဲ့ဟာက မရဏမီးလောင်တာပဲအေးမသိခင်ကြားလေးမှာမျက်စိအတွက်ဩငါမျက်စိတခုခုဖြစ်ပြီတာမန်နေရင်တော့လူတွေကမသိကြဘူးမျက်စိမှာတော့ဟောခွဲရမယ်တဲ့စိတ်ရမယ်တဲ့တခုခုဖြစ်လာပြီဆိုရင်ကြောက်ရွံ့စိုးရိမ်စိတ်တွေမွဲမူးလားအဲ့ဒါတောကမီးလောင်မြန်တာပဲပေါ့မျက်စိနဲ့ပတ်သက်ပြီးတောကဖြစ်တယ်အေးကိုယ့်ကိုမထိတ်နိုင်လို့ငိုရတဲ့အခါမျိုးရှိရင်ပရိဒေဝါ မျက်စိတွေကျိမ့်ဆက်နေတယ်ဆိုလို့ရှင်ဒုက္ခဆိုတဲ့မိလောင်တာမျက်စိကျိမ့်ဆက်တာကိုအကြောင်းပြုပြီးတော့စိတ်တွေဆင်းရဲနေရင်ဒေါမနတာဆိုတဲ့မိလောင်တာပူပန်စိတ်တွေအားကြီးလာလို့ရှင်လဲဥပါယတာဆိုတဲ့မိလောင်တာဩဘုန်းကြီးတို့ရထားတဲ့မျက်လုံးလေးဟာကြည့်တာမန်ကြည့်မယ်ဆိုရင်ကြည့်เนาะဇာတိစရာပြာတိမရဏတောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာဆိုတဲ့ မိတွေကလောင်းနေဘူးလားလောင်းနေပါဗျာဆင်ဆက်မပြလောင်းနေတာနော်မှန်ပါမှန်ပါမိလို့တောင်မသိဘူးမိလို့မသိဘူးနော်အဲ့ဓာတွေကိုမြတ်စွာဘုရားကဓာတွေကလောင်းနေတာမျက်လုံးလေးရလာတဲ့အချိန်ကစပြီးတော့ဒါမိလောင်နေမိလောင်နေတာပဲမိလောင်နေတာမှယက်နာเสียရမရှိဘူးလောင်းနေတာအဲ့ဒါမျက်စိလေးကိုမိလောင်နေတဲ့သဘောပဲ။